ဒီရမက်ကားမှာတော့လေ item ကိုချိန်တာပါဆိုတော့အရှင်းရကားတွေမှာကြောင့် item ကျန်းတယ် item ကျန်းတယ်ဆိုတော့လေသူ့ character ပေါ်မှာ multi view ကျန်းရတာပေါ့နော်ရင်သွေးမှာဆိုလို့ရှိရင်လည်းဒါသာသမီဆုံးအလိုလောဘကြီးတဲ့မိန်းမတစ်ယောက်ဆိုတော့အဲ့ဟာနဲ့ဝင်နဲ့ပြီးတော့မောက်မာတယ်ရွှေသမီးဆိုအရန်ဟိုဟာ night test scene လေးလောက်ရဆိုတော့ဒီလိုပျော့ပျော့လေးလုပ်နေလို့ကမရအောင်အဲ့တော့လေ item ကကျန်းရတယ်တင်းရတယ် အဲ့ဒါကကျမဖီလီဒါနဲ့ဆိုတာတုံးကားမြောက်ပေါ့နော်မဟာမှာကျမဖီလီမှာဆိုလဲဒီတိုင်းပဲအဲဒီလိုမျိုးဟိုသူ့ရဲ့ character ကျန်ရတယ် hot shot ဖြစ်ရတယ်ဆိုတဲ့အခါကျတော့ဒီမှာကြတော့သူကမျက်စံကြီးကဒါဆိုင်ရင်ကောင်းပြီးတော့အမြဲတမ်းခံရတဲ့ဘက်ကဒါပေမဲ့သူကအညှိုးကြည့်တယ်သူကဟိုဂျင်းထဲမှာဖြစ်တဲ့မဂျင်းတဲ့ချက်ကိုသူကတိုးသိပ်ပြီးတော့မှသူလက်စားပြန်ချေတတ်တယ်ဆိုတဲ့ဟာမျိုးလေးကိုပေါအောင်လို့ညံ့ညက်ကလေးပဲအိတ်တင်လေးတွေကိုသွားရတာပါ ။ဟာယမတ်ကအကုန်လုံးကောင်းတယ်ကောင်းကြရယ်နော်။တယောက်ချင်းစီဟောဆိုရိုက်တော့ကတော့ကိုပါတဲ့အခန်းမှာကိုတည်ရ။ကျန်တဲ့အားတွေဇလန်အထူးကြီးဆိုတော့လေကိုပါတဲ့အပိုင်းတွေပဲကိုဖတ်တာပါနော်။အဲရိုက်တော့လေကိုနဲ့တွေ့ရတဲ့အတိုင်းနဲ့ပဲတယောက်ဆောင်ပြီးတော့ဇလန်ကိုအစားဆုံးသူတို့အရှိမဘာကြီးလောက်ထားလဲမသိဘူး။ဇလန်တွေကရှေ့ပြီးအဲတနည်းလောက်ရိုက်ထားတာ။အဲ့တော့ဟိုလူရရမရဒီလူရရမရပြီးခြားထဲမှာခီးသွားအဲ့လိုမျိုးတွေနဲ့ကြာနေရဆိုတော့ဒါမဲ့တကယ်တကယ်ကိုဇက်ကိုပြန်ကြည့်တဲ့အချိန်မှာအကုန်လုံးကောင်းကြတယ်နော် တယောက်တစ်ပိုင်းသူ့တင်းတဲ့ပုံစံဒါရီယာသူ့ရန်စာဒါပေမဲ့အဲ့လိုမျိုးပေါ့နော်ဟိုဒီကားမှာဆိုလို့ရှိရင်လည်းဘလူကခေါင်းဆောင်ဘလူကလီဒါဆိုတာမတွေ့ရအောင်လေအကုန်လုံးလောက်နိုင်တဲ့သူ ဟိုရတာပဲအကုန်လုံးကောင်းကြတယ်ပြီးတော့ဒီဇလန်တွေမှာဆိုလို့ရှိရင်နောက်ပိုင်းဆိုလို့ရှိရင်ပို့ပြီးတော့ပြည့်တက်တွေမထင်မှတ်ထားတဲ့ဇလန်ဆက်ကွက်မြက်ကွက်တွေအများကြီးရှိပါသေးတယ်အာဒီရမက်ကားမှာတော့လေအိုက်တင်ကိုချိန်တာပါဆိုတော့အရှင်းရကားတွေမှာကြောင့်အိုက်တင်ကျန်းတယ်အိုက်တင်ကျန်းတယ်ဆိုရင်သူ့ကရိုက်တာပေါ်မှာမူတည်ပြီးကျန်းရတာပေါ့နော်ရင်သွေးမှာဆိုလို့ရှိရင်လည်းဒါသာသမီဆိုအာလိုလောဘကြီးတဲ့မိန်းမတစ်ယောက်ဆိုတော့အဲ့ဟန်နဲ့ဝင်နဲ့ပြီးတော့မောက်မာတယ်ရွှေသမီးဆိုအရန် ဟိုနိုင်တက်စီးနေလောက်ရဆိုတော့ဒီလိုပျော့ပျော့လေးလုံနေလို့ကမရအောင်အဲ့တော့လေအဲ့တင်ကကြမ်းရတယ်တင်ရတယ်အဲ့တခါကျမဖီလင်ဒါနဲ့ဆိုတာသုံးကားမြောက်ပေါ့နော်မဟာမှာကျမဖီလင်မှာဆိုလဲဒီတိုင်းပဲအဲဒီလိုမျိုးဟိုသူ့ရဲ့ character ကကြမ်းရတယ် hot shot ဖြစ်ရတယ်ဆိုတဲ့အခါကျတော့ ဒီမှာကြတော့သူကမျက်စံကြီးကဒါဆင်းရင်ကောင်းပြီးတော့အမြဲတမ်းခံရတဲ့ဘက်ကဒါပေမဲ့သူကအညိုကြည့်တယ်သူကဟိုဂျင်းထဲမှာဖြစ်တဲ့မဂျင်းတဲ့ချက်ကိုသူကတိုးသိပ်ပြီးတော့မှသူလက်စားပြန်ချေတတ်တယ်ဆိုတဲ့ဟာမျိုးလေးကိုပေါအောင်လို့ညံ့ညက်ကလေးပဲအိုက်တင်လေးတွေကိုသွားရတာပါမမင်းမောင်ကအိုက်တင်ထိမ့်ပေးပါတယ် ဆိုတော့ဒီမှာဆိုလို့ရှိရင်လည်း item လေးတွေမတိမတာလေးတွေပေါ့အဲယောက်ျားနဲ့ဒီတင်တဲ့ပုံနဲ့အဲဖောက်ပြန်နေဆိုလို့ရှိရင်လည်းဒါတော်တော်မျိုးတိတ်ပြီးတော့ပြုံးပြုံးလေးနဲ့ပြန်ဆက်ဆံအဲ့လိုမျိုး item လေးအချင်းလေးတွေလောက်လာတာပေါ့နော်ဟုတ်အားရှိတာပေါ့ဘာလို့အမကလည်းလေဟိုဇလန်းတွေဆိုအများကြီးလည်းမရိုက်နိုင်ပါဘူးအဲ့တော့ကိုရိုက်တဲ့တကားဆိုတကားလေးအဲ့လိုပြိတက်ကထိထိမိမိလေးသဘောကျရဲဆိုတော့ပင်မန့်အချိုနဲ့တာပေါ့နော်ကိုကလည်းနုပညာဝါသနာပါတာအရန်ဝါသနာပါတာဝါသနာပါတော့မရိုက်ဖက်လည်းမနေနိုင်ဘူး အဲ့လိုမျိုးဆိုတော့ဟိုဘယ်လိုပြောရမလဲဒီလိုမျိုးပြိတက်ကအတိမတ်လေးပြရဆိုတော့ဂျေနတ်တာပေါ့အရှိရကားတွေထဲသူတို့ကပိုကြိုက်ကြတယ်ဒီမှာ ID လေးတွေညံ့ညံ့လေးတွေဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ကိုကလေးမေပုံစံမမြင်မနဲ့ထလှပပနဲ့မမပုံစံမျိုးလေးမြင်သွားတယ်လို့ထင်တာပေါ့အမြင်နဲ့ကလေးမေပုံစံနဲ့ပဲလေမီဒီယာမှာဆိုလဲစုပ်ပြတ်တက်ပြီးတော့ကလေးတက်လို့တွတ်လို့တော်လောင်းနေနေပဲအမြင်နဲ့ရိုက်နေတာလေဒီမှာရမတ်မှာတော့လှခွင့်ရသွားတယ်ပေါ့လေရက်စံကြီးအလှလေးကြည့်ကြည့်ကြတာပေါ့